ကဲအားလုံးပဲမင်္ဂလာပါကောင်တောင်ကြီးတိတော့ channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ကတော့ဒီနေ့စဉ်နေ့တိုင်းထူထားချွေးပြပကနေရက်တည်ပြီးတော့ဒီအနည်းဆက်ဆုံးနဲ့ကြည့်အောင်လည်းဆိုပွဲစဉ်လေးတွေကိုဗီဒီယိုလေးတွေနဲ့တကွာတင်ဆက်ပေးနေဖြစ်တဲ့ကြောင့်လို့ကျွန်တော်ဗီဒီယိုလေးကို like အောင် follow လေးနဲ့တော့ပြလို့ရပါတယ်ဗျโอเคဒီနေ့ညကျွန်တော်ကိုချီသုံးတဲ့ချက်လေးမပြောခင်မှာကျွန်တော်မင်းညကကျွန်တော်ရဲ့ဒီတဝဲကောင်ရွေးချယ်မှုပွဲစဉ်လေးမှာဆိုရင်ကျွန်တော်ကဒီ main နဲ့ home main ပွဲစဉ်လေးမှာဆိုရင်ကျွန်တော် main body ကိုရွေးချယ်ပေးခဲ့တယ်။အဲ main body ကတဲကြီးပေါ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဝင်ဝင်တည်ကြကဒီတည်ရကြခဲ့တယ်ပေါ့နော်။ဒီကိုပေါင်းအပေါ်ကညီကိုတွေကတော့ဒီ နည်းငယ်အဆင်မပြေမှုလေးဖြစ်ခဲ့တယ်။အဲဒါပေမဲ့ဒီမင်းညားကဒီဂိုးပေါင်းပေါ်ရမယ်အစားဒီမေယာဒီတယောက်အနီကထွက်ခဲ့ရတယ်။ဒီနောက်ပြီးဒီဂိုးကန်ဆယ်တွေနဲ့အတူဂိုးပေါင်းတော့မပေါ်သွားခဲ့ဘူးနော်။ဂိုးကန်ဆယ်တွေလည်းဖြစ်ခဲ့တယ်။အနီကတည်းကထုတ်ခံရပေမဲ့ဒီဂိုးပေါင်းမပေါ်ခဲ့တဲ့အတွက်ကြောင့်မလို့အဲဒီဂိုးပေါင်းပေါ်ရညီကိုလေးတွေကတော့ဒီအဆင်မပြေမှုလေးဖြစ်သွားတယ်ဗျ။ ဟုတ်ကဲ့ဒီနေ့ညမှာဆိုရင်ကျွန်တော်ကတော့တိတိချာချာလေးနဲ့ဒီအနည်းဆက်ဆုံးနဲ့ကြေးရအောင်လို့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီအင်္ဂလန်ပရီးမီးယားလီးရဲ့ဒီစနေနေ့ညရဲ့နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီနယူကာဆယ်နဲ့ဒီမန်ချက်စတာစီးတူးရဲ့ပွဲစဉ်လို့ကျွန်တော်ပွဲချုပ်သုံးသပ်ပြီးတော့မှာပြပါတယ်ဗျဒီအင်ရှင်နယူကာဆယ်တင်းရဒီအင်္ဂလန်ပရီးမီးယားလီးမှာဆိုရင်သူက၁၁ပွဲရှိမဲ့ကစားလာပြီး၃ပွဲနိုင်၃ပွဲတည်းရင်၅ပွဲရှုံးဆိုတဲ့ရလနဲ့အဲရမန်၁၂မဲ့ရရှိကအဆင့်၁၄နေရာမှာရက်တည်နေတဲ့တင်းတင်းဖြစ်တဲ့ဒီအဝေးကွင်းဖြစ်တဲ့မန်ချက်စတာစီးတူးရဲ့ဒီအင်္ဂလန်ပရီးမီးယားလီးမှာ ဆက်တပွဲရှင်မြန်ကစားတာပြီးဒီခုနှစ်ပွဲနိုင်တပွဲတည်ရီ၃ပွဲရှုံးဆိုတဲ့ရလက်နဲ့ရမ၂၂မရရှိကအင်္ဂလန်ပရီးမီးယားလီးဂ်ရဲ့ဒီအဆင့်နှစ်နေရာမှာရည်တည်နေတဲ့တင်းတင်းဖြစ်တယ်ဗျ။ဒီအဆင့်တက်ကအာဆင်နယ်နဲ့တော့ဒီ၄မှတ်กว่าအနေထားမှာတည်ရှိနေတဲ့တင်းတင်းဖြစ်တယ်။ဒီအေရှင်နယူကစတဲ့ကဒီပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဒီ Bradford ကိုသူကအဝေးကွန်းမှာတော့ရှင်မြန်ကစားပြီး3-1ဆိုတဲ့ရလက်နဲ့ရှုံးနေခဲ့တယ်။အဝေးကွန်းပြတဲ့ Manchester City ကတော့ဒီပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင် Liverpool အင်္ဂလန်အိုက်ခန်ရှင်မြန်ကစားပြီး3-1ဆိုတဲ့ရလက်နဲ့ပြပြသားသားပဲ clean sheet အနေနဲ့အနိုင်ရရှိထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျ။ โอเคဒီနေ့တင်းရဲ့ထိတဲ့ပြဿနာကိုပြောခင်ပါဒီနေ့တင်းရဲ့အဓိကအရေးကြီးဆုံးဖြစ်တဲ့ဒီခြေအကြောင်းကိုကျွန်တော်ရေပြောချင်တယ်ဗျာဒီမနက်ခင်းပေါ့ခြေမှာဆိုရင်ဒီနေ့တင်းမှာဆိုရင်ဒီအဝေးကွင်းဖြစ်တဲ့ Manchester City ကကြောပင်းမှုအနေနဲ့ဒီတလုံးပြား90စားနဲ့ဘောပေါင်းကြီး3လုံး40စားဆိုခြေမျိုးခွင်လာတယ်ဒီညနေခင်းလောလောလတ်လတ်ခြေမှာဆိုရင်တော့ဒီ body ဈေးတွေကတလုံးအ level ပြား80ရှုံးဒီခြေတွေကျလာတော့ကျွန်တော်တွေ့မြင်တယ်ဗျာဘောပေါင်းဈေးကတော့တင်းငင်နေပြီးတော့3လုံး40စားဆိုတဲ့ခြေတန်းမှာပဲသိရှိနေတာကျွန်တော်တွေ့မြင်တယ်ဗျာဘာဖြစ်လို့ဒီတလုံးပြား90 စာနေ level 80ဆုံးဒီ man city ကကြီးကြီးကျလာတာလဲဆိုတော့ကျွန်တော်အောက်မှာတေချာလေးရှင်းပြပေးမယ်နော်ဒီနှစ်တင်းမှာဆိုရင်ဒီ ancient new ကစတဲ့ကသူ့ရဲ့ aim ကရှင်းမခဲ့တဲ့နောက်ဆုံး league bound နောက်ဆုံး၅ဘွဲ့ကိုသွားကြည့်လိုက်တဲ့ချိန်မှာဆိုရင်သူ့ရဲ့ aim ကရှင်းမခဲ့တဲ့နောက်ဆုံး၅ဘွဲ့စလုံးမှာဆို၅ဘွဲ့စလုံးကိုအနိုင်ရရှိတာပြီးတော့အဲ့ဒီ၅ဘွဲ့မှာဆိုရင်လည်း၄ဘွဲ့က clean sheet အနေနဲ့ပြည့်ပြတ်သားသားလေးအနိုင်ရရှိထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျအဲ့ဒီသူ့ရဲ့ aim ကရှင်းမခဲ့တဲ့နောက်ဆုံး၅ဘွဲ့မှာဆိုရင်သူတို့ရဲ့ tactics က ၁၇ဒီကိုတွင်ပြင်ခန်စစ်ကတကိုးတာလေကိုပေးထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျ။အဲကြောင့်လို့နယူကာဆယ်ကဒီသူ့ရဲ့အင်ကွင်းခန်စစ်ရောတိုက်စစ်ကတော်တော်လေးကိုအားကောင်းတဲ့အတင်းတင်းလေကျွန်တော်ကမြင်မိတယ်။အဲဒီအဝေးကွင်းပြည်နယ်မန်ချက်စတာစီတီကတော့သူ့ရဲ့အဝေးကွင်းတွားရောက်ရှင်မဲ့ကလေးနောက်ဆုံးလီပေါင်းစုံနောက်ဆုံး၅ဘောတော့တွားကြည့်လိုက်တဲ့အချိန်မှာဆိုရင်အဲသူကအဲ၃ဘွဲ့နိုင်တစ်ဘွဲ့တည်းတစ်ဘွဲ့ချိုးဆယ်ရလက်မျိုးကိုထွက်ပေါ်ထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျ။အဲသူ့ရဲ့နောက်ဆုံးအဝေးကွင်းတွားရောက်ရှင်မဲ့ကလေးနောက်ဆုံး၅ဘောမှာဆိုသူတို့ရဲ့တိုက်စစ်က9ဂိုးဒီကိုတွင်ပြင်ခန်စစ်က၄ဂိုးတိတိဂိုးတွေပေးထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျ။တိုက်စစ်အားကောင်းတဲ့ဆိုပေမဲ့ဒီခန်စစ်ကအနေငယ်အ နဲ့ချက်လေးရှိနေရအောင်ကျွန်တော်တွေ့မြင်ရတယ်။နောက်ပြီးဒီနေ့တည်းရဲ့ head to head phone တွက်ကြည့်လိုက်တဲ့ချိန်မှာဒီနေ့ head to head phone ထိတဲ့ပြည့်စုံမှုနောက်ဆုံး၅ပွဲမှာဆိုရင်လည်းဒီ ancient yuga တဲ့တင်းကတပွဲနိုင်တပွဲတည်းရေသုံးပွဲရှုံးစစ်တဲ့ရလဒ်မျိုးကိုထပ်ပေါ်တာကိုကျွန်တော်တွေ့မြင်ရတယ်ဗျ။ဒီလိုထိတဲ့ပြည့်စုံမှုတွေမှာဆိုရင်လည်းဒီသုံးပွဲနိုင်တပွဲတည်းရေတပွဲတာလင်းဒီ ancient yuga တဲ့တင်းကိုရှုံထားတဲ့ man city အတင်းကဒီနေ့ညမှာဘာလို့ body zeta ဒီပြည့်နဲ့ကြာလာတာလဲဗျ။ ဘာကြောင့်ဗိုလ်ဒီဇင်းကြီးကျလာတာလဲဆိုတာကတော့ဒီအင်ရှင်ယူကဆေကသူ့ရဲ့အင်ကွင်းမှာတော်လေးကိုအားကောင်းတယ်လို့ကျွန်တော်ကမြင်မိတယ်။နောက်ပြီးသူ့ရဲ့အင်ကွင်းမှာရှင်ပြိုင်ခဲ့တဲ့နောက်ဆုံး၅ပွဲ၆ပွဲလုံးကလည်းလုံးဝရှုံးပွဲမရှိပဲနဲ့အနိုင်ရလက်တင်နေပဲတက်ပေါ်လာတာဖြစ်တဲ့ကြောင့်မို့အင်ကွင်းတော်တော်လေးကိုအားကောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့မန်ချက်စတာစီးတီးကဗိုလ်ဒီဇင်းကြီးနေခဲ့ကျလာတယ်လို့ကျွန်တော်ကမြင်မိတယ်ဗျ။ဒါပေမဲ့ဒီဗိုလ်ဒီဇင်းကြီးကျလာလို့အင်ရှင်ယူကဆေတင်းကိုနေရလားဆိုတော့ကြတော့လေဒီအင်ရှင်ယူကဆေတင်းမှာဆိုရင်လည်းဒီဒီဘရက်ဖို့နဲ့ပွဲမှာတော့ဆိုရင်သူတို့ကတန်ရကစားသမားတွေတော်တော်လေးကိုများခဲ့တယ်။နောက်ပြီးသူတို့ရဲ့ ခံစစ်တိုင်းမျိုးပြောလို့ရတဲ့ဒီဒီဗန်ကလည်းအနီကနေထုတ်ခံထားတာဖြစ်တဲ့ကြောင့်ဒီပွဲစဉ်မှာမပါဝင်နိုင်ဘူးအဲဒါကြောင့်မလို့ဒီယူကဆယ်ကဒီဒန်ရကစားသမားတွေလည်းတော်တော်များတယ်ဒီနောက်တန်းကလည်းအာနေချစ်တွေဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘိုးတွေပေးရလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်နောက်ပြီးဒီယူကဆယ်သူ့ရဲ့အိမ်ကွင်းမှာဆိုရင်လည်းတိုက်စစ်ကတော်တော်လေးကိုလုံးလုံးတာဖြစ်တဲ့ကြောင့်မလို့တစ်ဖက်မန်စီးတီးတင်းကိုလည်းဂိုးပြန်တွင်းနိုင်လိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ဗျဘာဖြစ်လို့လဲဆိုတော့မန်စီးတီးရဲ့ဒီနောက်တန်းက ဒီရူဒီယာလည်းအခုချိန်ထိဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေရတော့ဖြစ်တဲ့အကြောင်းမလို့နောက်ပြီးမန်စီးတီးကဝေကူတောက်ရှိမှန်ခဲ့တဲ့ပွဲဒီမှာဆိုရင်လည်းပွဲတိုင်းဒီပါလို့လို့ဂိုးပေးနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာဆိုရင်နယူကာဆယ်အတွင်းကိုဂိုးပေးရလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ဗျမန်စီးတီးရဲ့ပေါ်လီစီတွေချလာဖြစ်တဲ့အကြောင်းမလို့နယူကာဆယ်ကိုနေမဲ့အစားကျွန်တော်ကတော့ပိုပြီးစစ်ဖြစ်မဲ့ဂိုးပေါင်းအပေါ်ပဲနေစေချင်ပါတယ်ဗျ ဟုတ်ကဲ့ဒါကြောင့်မလို့ဒီနေ့ညပွဲစဉ်လေးမှာဆိုရင်ကျွန်တော်ကတော့ဒီအပြန်လန်တွင်ကိုးတွေနဲ့နှစ်တင်းစလုံးကခံစစ်ပြဿနာတွေဖြစ်နေဖြစ်တဲ့အကြောင်းမလို့ဘိုးများလေးမျိုးကျွန်တော်ကမြင်ပြီးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဘိုးပေါင်းအပေါ်ကိုပဲရွေးချယ်ပေးထားပါတယ်ဗျဟုတ်ကဲ့ဒီမန်ချီစီနဲ့ဒီနယူကာဆယ်တင်းနဲ့မန်စီတီရဲ့ပွဲစဉ်လေးမှာဆိုရင်ကျွန်တော်ကတော့ဘိုးပေါင်းအပေါ်ကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်ဘော်ဒီအနေနဲ့ဆိုရင်တော့ကျွန်တော်ကတော့ဒီနယူကာဆယ်ကိုကြိုက်တယ်ဗျဒါပေမဲ့အနေငယ်တော့ကြောက်တယ်နော်ဘာဖြစ်လို့ဆိုတော့တစ်ဖက်ကအယ်လင်ဟာလန်ရဲ့ကျောက်ကမန်လီတွင်ကိုးတွေနဲ့ဒီနေ့ညမှာထပ်ပြီးမြင်တွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အင်ရှင်နယူကာဆယ် ်အတင်းကတာတယ်ဆိုပေမဲ့ကျွန်တော်ကတော့ဒီဘိုးပေါင်းအပေါ်ပဲပို့ပြီးတော့ကြိုက်တယ်ဗျာနော်ဟုတ်ကဲ့ကျွန်တော်ရွေးချယ်မှုပွဲစဉ်လေးကိုအတွေးတူတဲ့အကြိုက်တူတဲ့ဆိုရင်တော့ဆော့ကစားလို့ရပါတယ်အတွေးမတူဘက်ကန်နိုင်ပါတယ်ဗျာနောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်ရဲ့ဒီ Telegram Channel လေးကို join နိုင်ချင်ပါတယ် Telegram Channel လေးကိုမ join ရတဲ့ညီကိုလေးတွေ join ချင်နေဆိုရင်လည်းကျွန်တော်ဒီ video လေးကို comment မှာကျွန်တော် Telegram Channel link နဲ့ချပေးထားပါတယ်ကျွန်တော် Telegram Channel link လို့ join ပြီးတော့ကျွန်တော်ရဲ့ဒီနေ့စဉ်နေ့စားနေ့စဉ်နေ့တိုင်းတင်ဆက်ပေးနေတဲ့ free mount တွေလေးတွေရောစစ်ချက်တပွဲကောင်းလေးတွေကိုအခမဲ့ရယူနိုင်ပါတယ်ဆိုတာကို ဒီငောင်းနေပြောရင်းနဲ့ပဲကျွန်တော်ဗီဒီယိုလေးကိုအဆုံးတပြားစီဗျ။ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးတကြီးရှုပေးကြတဲ့ညီကိုတို့တို့ရောက်ချင်းစီတိုင်းကိုအဲကျေးဇူးအထူးတင်ရှိပါတယ်ပြောကြရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးတပြားစီဗျ။